Hello. Hello. Good afternoon. အဲကျွန်တော်နေချင်းခရင်ရပါဒုတိယမွေးချင်းခံပြီးတဲ့ Born again generation 40မြောက်မီဟိုဖလာနေချင်းခရင်ရဖြစ်ပါတယ်။အဲဒီနေ့ပြောချင်တာပေါ့နော် misunderstanding ပေါ့နော်အဲအ내ပြန်လွဲနေတာပေါ့ဗျာ Galati 3 Galati 3 73 74ပေါ့ ဂါလာတိ3:34ရပါပြောတာလေဆိုတော့ယေရှုခရစ်တော်ကိုသူကျိန်းနေတာဗောဗျာယေရှုခရစ်တော်ကိုကျိန်းနေတာအဲခရစ်စတီတီဆိုတာမိုနိုသီစင်တစုတစ်ပါးဒီတော့ဘုရားကိုပဲကိုးကွယ်တာနော်ရှမာကုခရုအခန်းကြီး7အငယ်29 30 31။ဩဤဒေလာမျိုးတဲ့သင်တို့ဘုရားသခင်ထားဝယ်ဘုရားတစုတည်းရှိတယ်ဘုရားသခင်ကတပါးတည်းရှိတယ်လို့ယေရှုရဲ့နှုတ်တော်အတွက်ကမိုနိုသီစင်ဆိုတာကွန်ဖာမလုပ်တာ နော်ယေရှုခရစ်တော်ဟာပေါ်လီသီစင်လာပြောတာမဟုတ်မိုနိုသီစင်ပဲတစုတပါးဒီတော့ဘုရားအကြောင်းကိုပြောတာဖြစ်တယ်နော်အဲ့ဒီမှာဂါလာတိဂါလာတိ33 34ကိုအာတစ်တိုင်လိုက်ဆွဲထားသောသူရှိသမျှတို့ဟာကြိမ်ကြင်းကိုခံရသောသူဖြစ်တယ်ဆိုတာဒါပြဉ္ညာတိကျမ်းမှာအနာဂတ်တိကျမ်းမှာရှေ့မှာပြောတာလားယေရှုကိုသူကဟိုတဲ့ဒီကျမ်းချက်ကယေရှုကိုဟို prophecy လုပ်တဲ့ကျမ်းချက်မဟုတ် ပရောအဲအနာဂတ်တိကြံမဟုတ်ဘူးယေရှုကိုပရောဖက်ပြုထားတဲ့ကြံချက်မဟုတ်ဘူးဒါဟာပြည့်ညတ်တိကြံအနာဂတ်ကြီးအစ်တိုင်မှာဆွဲထားတဲ့သူဟာချိန်ချင်းကိုခံရတဲ့သူဖြစ်တယ်ဒါကြောင့်မလို့ဒီလူကိုညစ်မသိရအောင်ချက်ချင်းတကြိုပြေးရမယ်ဒီသဘောကိုပြောတာအဲ့ဒီကြံချက်ကိုသူကပါယူပြီးဂလာတိ3ကိုအ낵ဖွင့်ပြီးတော့ယေရှုကိုချိန်နေတာယေရှုကိုချိန်တဲ့သူဖျားကဘယ်ဖျားလဲအဲကျွန်တော်မေးပါအောင် အဲယေရှုခရစ်တော်ကိုသူတို့ထာဝရဘုရားလို့အဲခရိယန်တွေအဲသုံးကားပေါင်းမိုးလင်းနေတာထာဝရဘုရားထာဝရဘုရားလို့လည်းပြောတယ်နော်ယေရှုခရစ်တော်ကိုအဲတဆူတီးသောဘုရားလို့လည်းပြောတယ်ပြောရင်းတန်းလန်းတဲ့ယေရှုခရစ်တော်အပေါ်မှာချိန်စာတင်တယ်ချိန်စာတိုက်တယ်ချိန်ချင်းအမင်္ဂလာကိုယေရှုပေါ်မှာတင်တယ်ဆိုတော့အဲ့ဒီတင်တဲ့သူကဘယ်သူလဲအဲ့ဒါမင်းတို့ဖြစ်နေတာချိန်တဲ့သူကမင်းတို့ဖြစ်နေတယ် ဘာလို့ဖယားကတဆူတည်းဖြစ်တယ်ဒီဖယားတဆူတည်းကိုနောက်ဖယားတပါးချိန်မှပဲရချိန်ချိန်စာတိုက်ပြီးဆိုအဲ့တော့ချိန်သာဖယားကမိုနိုတီဇင် ဖြစ်နေတဲ့ဟောဂျူးဖယားမိုနိုတီဇင်ဟာယေရှုခရစ်တော်ဟာလူစားဒီခံယူရနှုတ်ကပတ်တော်ယေဟောဝါယာဝေ YHWH ရဲ့ခန္ဓာ Body of Christ ဖြစ်တယ်ဆိုတာကိုတမန်ကျမ်းစာ66ကျမ်းလုံးကပြောတယ်ဒါပေမဲ့မင်းတို့ဂျူးဖယားသခိုးအဲကလင်ကကျဲအဲ့ဒီ အဲ68ရာခိုင်နှုန်းကဘုရားဘွားလို့ပြီးတော့ယေရှုကိုချိန်စာတိုက်နေတာအဲ့ဒါဘယ်ဟာဖေဟာလဲအဲ့ဒါဟိန္ဒူဖေဟာဖြစ်သွားပြီအဲ့ဒါအဗေဒာဖြစ်သွားပြီဘုရားဘွားဖြစ်နေပြီအဲ့ဒါကိုပြောတာယေရှုအပေါ်မှာချိန်စာတိုက်တယ်ချိန်စာတဲ့တလောကလုံးရဲ့ချိန်ချင်းအမလားသူ့အပေါ်တင်တယ်တလောကလုံးရဲ့အဖြစ်တွေကိုသူ့အပေါ်တင်တယ်ဆိုရင်တင်တဲ့သူကဘယ်သူလဲဖေဟာကတပါးရဲရှိတယ်ဘုရားဘွားမရှိဘူးနော် လူစားဒီခံယူတဲ့နှုတ်ကပတ်တော်ယေဟောဝါယာဝေ YHWH ရဲ့ခန္ဓာဟာ Bodies of Christ ဖြစ်တယ်အပြည့်မဲ့ပရိသတ်တွေဆွဲယူတယ်တစုတစ်ပါးကြီးသောမိုနိုသီဇင်ဂျူးခရရဲ့ခန္ဓာဟာ Bodies of Christ ဖြစ်တယ်လို့တမန်ကျမ်းစာ66ကျမ်းလုံးကပြောတယ်။နောက်ငါမတော်ဘအခြားသောဘုရားမရှိငါမတော်ဘအခြားသောဘုရားမကိုးကွယ်ရဆိုအကျိန်60မက60မကလူဘိန်းနော်ခမင်းစားတဲ့ကောင်အတန်းပညာဟို ရေးတဲ့ဖတ်တတ်တဲ့ကောင်နားလဲအောင်ရေးထားတာအကျဉ်း90မက60မကရေးထားတယ်ငါမတပါအခြားသောဘုရားမရှိဆိုအဲ့ဒါကိုဖယေဘွားလုတ်ပြီးတော့ယေရှုအပေါ်မှာချိန်စားတင်တယ်ဆိုတော့ဂါလာတိ3 34ကိုဘယ်ခွေးကအနဲ့ပြန်လာလဲဘယ်ခွေးကအနဲ့ပြန်ပြီးဘယ်ထမင်းမစားတဲ့ခွေးခွေးနောက်ဆွဲတွေကလိုက်ပြီးယုံနေတာအဲတစ်တိုင်နဲ့ဆွဲထားခြင်းကိုခံရသောသူတို့ချိန်ချင်းကိုခံရသောသူဖြစ်သည် ျမ်းစာလာလာတယ်ဟုတ်တယ်ကျမ်းစာပါတယ်ပညာတိကျအနာဂတ်တိကျမှာရေးထားတာဒါ prophecy မဟုတ်ဘူးယေရှုကို prophet ပြုထားတာမဟုတ်ဘူးယေရှုကကြင်ခံရမယ် prophet ပြုလာတာမဟုတ်ဘူး prophet ပြုထားတာပါအဲငါမတော့ပါအခြားသောဘုရားမရှိငါကိုယ်တိုင်တော့အသွေးသွင်းလောင်းမယ်အဲ့ဒီရစ်ပလင်မှာထိုအသွေးကိုငါပေးမယ်လို့ကိုကိုကိုတိုင်တယ်၍ကျင်းဆိုးသောတရားစကားဒီမပြည့်စုံမယ်ငါနှုတ်ကထွက်သည်ဖြစ်မပြည့်စုံမယ်ငါထံသို့မပြန်ရဆိုတဲ့ ေရှာယ45အငယ်22 23ငါမတော့ဘာအခြားသောဘုရားမရှိဆိုရေဟောဝါယာဝေရဲ့ခန္ဓာဂျူဘုရားမုန်တို့တည်ခြင်းရဲ့ခန္ဓာ body of christ ဖြစ်အဲ့ဒါကိုပြောတာဂါလာတိ3:3ဟာဘာလဲဆိုငါတို့အတွက်ငါတို့အတွက်ကြောင့်ဆို cause and effect ငါတို့ရဲ့အပြစ်ကိုရွေးနှုတ်ကယ်တင်မှုအတွက်ဖျားရှင်စေခဲ့အသွေးကိုတွန်းလောင်းအောင်အဲ့ဒီအသွေးကိုရယူဖို့အတွက် ဖယားစင်စီ YHWH လူးဇာတီကိုအပြစ်မဲ့ပရိသေဆွဲပြီးလူးဇာတီကိုခံယူတဲ့ခန္ဓာကိုရယူတဲ့ Bodies of Christ ဖြစ်တယ်အဲ့ဒါယာဝေရဲ့ခန္ဓာဟမ်အယိုးသားနဲ့အသွင်းနဲ့ပြည့်စုံတဲ့ခန္ဓာအဲ့ဒါငါဘာကြောင့်အဲ့လိုခံယူရတာလဲဆိုတော့ငါတို့အတွက်ကြောင့်ဂလာတိ3 3 4မှာငါတို့အတွက်ကြောင့်ကျင့်ခြင်းကိုခံရသောသူဆိုဘာလေးတဲ့ဟမ်သူ့ဘသူကကျင့်ယေဟောဝါယာဝေ YHWH ကိုဘသူကကျင်တာလဲဟဲ့ ဘသူကကျိန်တာလဲအဲ့ဖယားဘွားရှိမှပဲကျိန်လို့ရမယ်အဲ့ဒါကြောင့်မင်းတို့ဟိန္ဒူလို့ပြောဟိန္ဒူဖယားဘွားအဗေဒာလို့မင်းတို့ပြောနေတာအဲ့ဖယားသခိုးဂျူဖယားကိုခိုးပြီးပွားပြစ်တာအဲ့မင်းတို့ကခါစတင်ရင်အမင်္ဂလာမင်းတို့အပေါ်တက်ရောက်တာယေရှုကိုကျိန်လို့မရအောင်ကျိန်ရင်အဲ့ကျိန်တဲ့ကောင်ကအဲ့သူကိုယ်တိုင်ကျိန်ခြင်းကိုခံရတာဘာလို့လဲဂျူဖယားမိုနိုတီဇင် YHWH ရဲ့လူဇာတိကံယူလဲနှုတ်ကပတ်တော်ယေဟောဝါယာဝေခံတာ Body of Christ ခရစ်တော်ရဲ့ခန္ဓာဖြစ်တဲ့အတွက်ခရစ်တော်အပေါ်မှာချိန်ယူမရအောင်ချိန်ရင်အဲ့ဒီချိန်ရင်အမင်ခါအဲ့ဒီချိန်တဲ့သူအပေါ်မှာတက်ရောက်မှာဖြစ်တယ်ဖခင်ကတဆူလဲရှိတယ်နောက်ဖခင်တပားလည်းမရှိဘူးလာချိန်လို့လည်းမရအောင်သူ့အပေါ်မှာတင်လို့လည်းမရအောင်ဘာဖြစ်လို့လဲသူကိုယ်တိုင်ကကိုကိုကိုတိုင်တည်း၍ချိန်ဆိုသောတရားစကားဒီငါနှုတ်မှထွက်ပြီးဖြစ်ပြီမပြည့်စုံရဲ့ငါထံသူမပြောင်းရဆိုတေရှာရ45အငယ်22 23เนาะအဲ့ဒါ what began flash ကိုပြောတာ ကျင့်ချင်းကိုခံရတော့သူဖြစ်ပြီဆိုတာဘာလို့ပြောတာလူစားတိခံဘုရားရှင်စစ်ကအသွေးတော်ကိုရယူဖို့အသွေးအသားအယိုးကိုခံယူဖို့အတွက်ဘုရားရှင်စစ် YHWH နံဝိညာဉ်ဘုရားသခင်အဘယ်သူမြမြင်တွေ့ခွင့်မရတဲ့နော်နံဝိညာဉ်ဘုရားသခင်ခမီးတော်ဘုရားသည်ဟူသော YHWH ဂျူးဘုရားမလို့သိစေရန်လူအဖြစ်ကိုရယူအဲ့ဒါကို ကျင်ချင်းကိုခံရတော်သူဆိုဂါလာတိ3:34อ่ะကျင်ချင်းကိုခံရတော်သူဆိုယေရှုကကျင်ခံရတာကိုပြောတော်မူလူဇာတိဆိုလူကွာအဲ့ဒီအာရန်နဲ့အေဝါရဲ့အပြစ်ကြောင့်ကျင်ချင်းအမင်္ဂလာထဲမှာတိတ်ရောက်နေတဲ့လူရဲ့အဖြစ်ကိုရယူအဲ့ဒါကျင်ချင်းကိုခံရတော်သူဆိုတာပါလူအဖြစ်ကိုရယူတာ what began flesh ကိုပြောတာကျင်ချင်းကို ခံရတော့သူဖြစ်ငါတို့ကိုပညာတရားကြီးကျင်ရင်းမှရွေးနှုတ်တယ်ဗျအသွေးသွန်းလောင်းအောင်အသွေးသွန်းလောင်းဖို့အတွက်လူရဲ့အဖြစ်ကိုရယူရလူကပါလေကျင်ချင်းကိုခံရတဲ့သူကျင်ချင်းကိုခံရတော့သူရဲ့အဖြစ်ကိုရယူတာယေရှုကိုကျင်လို့မရအောင်နော်ကျင်တာတိုက်လို့မရအောင်အဲ့ဒါဂါလာတိ33ကိုကျွန်တော်အ내ပြန်ပြနော်စောက်တလွဲတွေအ내ပြန်နေလို့ဂါလာတိ44မှာဂါလာတိအခန်းကြီး၄အငယ်၄၅ပေါ့နော်ဂါလာတိအခန်းကြီး၄အငယ် အခန်းကြီး၄အငယ်၄ငါးကိုဆက်ဖတ်မယ်ဆိုငါတို့ငါတို့ဒီတားဤအခွင့်အရာကိုရမည်ကြောင်းဆန်ရှစ်ကိုပေးပါဒါကြောင့်မလို့တားတော်လို့ခေါ်တယ်လူသားဆိုတာလူစားတိခံယူပဲနှုတ်ကပတ်တော်ယေဟောဝါယာဝေ YHWH ခန္ဓာဂျူဖရာမိုးနိုဒီစင်တဆူတမာဒီတော်ဖရာရဲ့လူအဖြစ်အကျင်ချင်းခံရတဲ့လူရဲ့အဖြစ်တော်ကိုရယူအဲ့ဒါကြောင့်မလို့ငါတို့ကဲလို့ငါတို့ရဲ့အတွက်ကြောင့် ချိန်ချင်းကိုခံရသောသူဖြစ်၍ဆိုတာပါလဲဆိုချိန်ခံရတယ်လို့ပြောတာမဟုတ်ဘူးလူဖြစ်တော် what become flesh ကိုပြောတာလူစားဒီအပြစ်မဲ့ပရိသတ်ဆိုပြီးလူစားဒီပြုတ်ကိုဖျားဆင်းစကန်ညခံယူတာကို what become flesh process ကိုနော်ချိန်ချင်းကိုခံရသောခံရသည်ဖြစ်၍လို့ပြောတဲ့အထိပဲငါတို့ကိုပြည့်ရတရားရဲ့ချိန်ချင်းကနေရွေးနှုတ်တာအဲ့ဒါဂလာတိ၄၄ငါးကိုဆက်ဖတ်လိုက်မယ်ဆိုရင်ငါတို့ဒီတားရဲ့ ခွင့်အရာကိုရမိကြောင်းဆန်းရှစ်နော်ဘာလို့တားရဲ့အဖြစ်တော်ကိုပေးမှာယူပရောဟိတ် အရာရဲ့မဂိုင်းဆက်ခွင့်ကိုစွန့်ပေးခြင်းအဖြစ်ရွေးနှုတ်ခဲ့တယ်အဲ့ဒီရွေးနှုတ်ခဲ့တဲ့ဘုရားပါတယ်ဖရားရဲ့အသွေးကိုတွန်းလောင်းရတဲ့အတွက်ချိန်ချင်းကိုခံရတဲ့လူရဲ့အဖြစ်တော် what began flesh လူစားတီကိုခံယူတာကိုပြောတာဖြစ်တယ်နော်ငါတို့တားကြီးအခွင့်ကိုရမိကြောင်းပညာတရားကြီးလည်းနဲ့ရှိတော့ငါတို့ကိုရွေးနှုတ်စေခြင်းက မိမဝမ်း၌ပရိသတ်တွေဆွဲယူ၏အဲ့ဒါလူစားတိခိုင်ဗျာအဲ့ဒါကျိန်ချင်းကိုခံရသောသူဖြစ်၍လို့ပြောတာကျိန်တာမဟုတ်ယေရှုကိုကျိန်လို့မရဘူးပါသခါတူတဲ့ပါသခါတူတဲ့ငယ်အဘယ်အပြစ်မှမပါပဲပါသခါတူတဲ့ငယ်ကျိန်ချင်းတင်လို့မရဘူးအပြစ်တွေလည်းတင်လို့မရနော်ကိုကိုကိုတိုင်တဲ၍ချိန်ဆိုသောတရားစကားသည်ငါနှုတ်မှထွက်သည်ဖြစ်မပြေဆုံး မန်ဘီနီယာဆိုတဲ့အဲ့အေရှာရက40နံကအငယ်22 23 Verily I say to you truly truly I say to you ငါအမှန်ကန်ဆိုဒီကယေရှုအပေါ်မှာကျိန်ကျိန်စာတင်လို့မရအောင်အပြစ်တင်လို့မရအောင်တင်တဲ့သူလည်းမရှိဘူးဘာလို့လဲ ယေဟောဝါယာဝေဂျူဖယာမိုနိုတီစေနှုတ်ကပတ်တော်ယေဟောဝါယာဝေခန္ဓာ bodies of christ အပြည့်မဲ့ပရိသေတွေဆွဲယူတယ်ယေဟောဝါယာဝေခန္ဓာ bodies of christ ဖြစ်တဲ့အတွက်ကြောင့်မတာပါအချားမရှိငါမတာပါအချားသောဖရာမရှိတဲ့အတွက်သူ့ပုံမှာအပြစ်တင်လို့လည်းမရဘူးအကျင့်သာတင်လို့လည်းမရဘူးဖြစ်တယ်အဲ့ဒါဂါလာတိ၄အခန်းကြီး၄အငယ်၄၅မှာငါတို့ဒီသားကြီးအခွင့်အရေးကိုရမိကြောင်းပညာတရားကြီးလည်းနဲ့ရှိတော့ငါတို့ကို ရွေးနှုတ်စေခြင်းကလေမိမဝမ်း၌ပရိသတ်တွေယူ၍ပညာတရားအောက်မှကျင့်ခြင်းအောက်ပညာတရားဆိုလူစားတီခံယူခြင်းကိုပြောတာဖွားမြင်ရသောသားကိုဘုရားသခင်စေလို့တဲ့အဲ့ဒါ what began flesh process ဆိုပြောတာဘုရားသခင်စေလို့တော်မူဤစေလို့ချင်းဆိုတာအဲ့ဒါနှုတ်ကပတ်တော်လူစားတီခံယူခြင်းကိုပြောတာဖြစ်ပါတယ်ထို့သို့သင်တို့သည် သားဖြစ်သောကြောင့်အဘအဘဟုခေါ်တတ်သောဝိညာဉ်ကို သားတော်ဤဝိညာဉ်ကို သင်တို့အထက်၌ဘုရားသခင်စီလို့တော်မူ။အာမင် thank you thank you jesus amen god bless you everyone